ကျွန်တော်တို့ရင်ကုန်ပြောရှင်တာရပေတွေကိုကြည့်ကြည့်အပ်ပေးတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအခုဆက်လက်ပြီးတော့ကျွန်တော်တို့စနေသားသမီးတွေရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့29ရက် AB လ2025တနင်္ဂနွေနေ့ကနေပြီးတော့3ရက်မေလ2025စနေနေ့အထိတပတ်တာအတွင်းစနေသားသမီးတွေကံကြမ္မာဘယ်လိုများတွေ့ကြုံရမလဲဘယ်လိုတွေဖြစ်မလဲကြည့်လိုက်ကြရအောင် အဲ့စနေသားသမီးအနေနဲ့ဒီတော့မှဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲအကြက်တဲတွေကြာရောက်တတ်တဲ့တပတ်တာဖြစ်ပါတယ်။မှန်ချက်နဲ့နှမ်းထွက်မကြိုက်တာကိုယ့်ရဲ့ရွေချက်ကြံစီတာတွေပြက်ယွင်းတာမျိုးတွေဖြစ်တတ်တယ်။အကြက်တဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတယ်။ကိုကိစ္စမလွတ်မလပ်ဒီကိစ္စအဟန့်တာအပိတ်စုဆိုတာမျိုးတွေကြုံရတယ်။ကိုကဒါလုံးမယ်အခြားကိုနဲ့နီးစပ်ဆုံးသူဟလာအဲစသဖြင့်ကိုလှုပ်ချင်တဲ့အရာပေါ်မှာသဘောမတူတာမျိုးသဘောထားကွဲလွဲတာမျိုးဖြစ်တတ်တယ်။အဲဒါလုံးမယ်မလုပ်ပါနဲ့အဲ့ဒါမကောင်းပါဘူးအဲ့ဒါဘယ်ကဲသူဘယ်ချမ်းသာ အဲသူတို့ပြောတာလည်းကို့မှာကိုလုံးချင်တာကိုအကောင်နဲ့မဖော်ပါဘူးအဲရက်တန့်ပိတ်ဆို့သွားတတ်တယ်ပေါ့အဲ့တော့ကိုလုံးနေတဲ့အလုပ်ပေါ်မှာလုံနေလုံနေတဲ့အချိန်ကာလကြမှကာလတစ်ခုကြမှဟလာပိတ်ဆို့လို့ဟန့်တာလို့နှောက်ရက်လို့အဲရက်တန့်ပြည့်စည်သွားတာမျိုးတွေကြုံရတတ်တယ်ပေါ့အဲ့တော့ဒီအလုပ်ကိုလုံမယ်ဒီအလုပ်ကလည်းမပြီးပြတ်ရက်တန့်သွားနောက်လုပ်ငန်းအကြံစီတစ်ခုကလည်းလုံဖို့အတွက်အဆင်မပြေသေးဆိုတာမျိုးတွေအကြက်เนาะအကြက်ကြုံအခက်ကြုံတတ်တဲ့တပတ်တာဖြစ်ပါတယ် ဟိုကိစ္စလည်းအကြက်တဲ့ဒီကိစ္စလည်းအခက်ခဲဆိုတာမျိုးတွေဂျုံရတယ်လောက်ရတဲ့လောက်ပင်မန်းတဲ့လောက်အကျိုးမရှိဆိုတာမျိုးတွေဖြစ်တယ်ပုံမှန်လည်းပတ်နေတဲ့အလုပ်တွေပင်ကိုပဲအခက်ခဲပြဿနာတွေ့ရတဲ့တပတ်တာဖြစ်တယ်အနောက်ရက်တွေ့ရတဲ့သတိထားကြည့်ဆိုင်ပါအဲ့တော့လုပ်ငန်းကြံစီငွေကြေးကြံစီတွေပြက်ရင်းတတ်တယ်မလွတ်မလပ်အလားအချင်းအကျက်နော်အကြက်တဲ့အချုပ်နှောင်ဆိုတာမျိုးတွေဂျုံရတယ်ဒီတပတ်မှာဒေါသစိတ်ကိုထိမ်းပါဆိုတဲ့တပတ်တာဖြစ်ပါကိုရက်အလုံးအားကြီးတဲ့သူတွေကကိုယ့်ကိုအလားအသာတကြီးအချုံတော်ဟန်တားတာပိတ်ဆို့တာမျိုးတွေ လုတ်တက်တဲ့တပတ်တာဖြစ်တယ်အဲ့တော့ဒီတပတ်မှာစွန့်စွန့်စားလိုအောင်အလုပ်မျိုးတွေလုပ်လို့မရဘူးကျမ်းမအရာလည်းခြူကြတယ်သွားတပ်ဖုံးလေချောင်းဥကောင်းပိုင်းဆိုင်ရာယောဂမျိုးတွေခေါင်းမူခေါင်းကဇက်ကြောထူးစတဲ့ယောဂမျိုးတွေဖြစ်တတ်တယ်သတိထားပါအိမ်တော်အခြေအနေနဲ့ပတ်သက်လဲပြဿနာတက်တာနားလည်မှုလွဲတာမလွတ်မလပ်ဖြစ်တာစိတ်မချမ်းသာတာမျိုးတွေကြုံရတတ်တဲ့တပတ်တာဖြစ်ပါတယ်နော်ခီးကိစ္စတွေသွားရလားတတ်တယ်သို့တော်လည်းမကောင်းအရေးကြီးတဲ့ခီးကိစ္စတွေလုပ်လို့မရဘူးအချုံအချင်းကလူပန်းခီး ချိန်ကုန်လူပန်းကိစ္စမျိုးတွေကြုံရတတ်တဲ့တပတ်တာဖြစ်ပါတယ်အတော့ဂီးဆိုင်တင်တဲ့တပတ်တာဖြစ်တယ်ရှယ်ရလုပ်ဖို့လည်းလိုပါတယ်အဲ့တော့ဒီတော့မှဆိုင်ကနာရုံးငန်းတွေဖွင့်မယ်စွန့်စားစားလုပ်ရမယ်အလုပ်တွေလုပ်မယ်အင်တာဗျူးပြင်မယ်ဆက်မွဲဖြေမယ်လုပ်ငန်းတွေစတင်မယ်စသဖြင့်ဒီလိုကိစ္စမျိုးတွေဆိုတော့မလုပ်တာပူပြီးကောင်းပါတယ်ခိတ္တတိကမှာသို့မဟုတ်ရယ်ရယ်လုပ်ပြီးမှလုပ်ပါနောက်တစ်ခုမှာတော့ကိုယ်ပိုင်လုပ်ငန်းအယောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေအနေနဲ့ဒီတော့မှာဆိုရင်တော့အရှုံးပေါ်တာလုပ်တဲ့လောက်အကျိုး မပေးတာလှုပ်တာလှုပ်ရတဲ့အချိန်ကုန်ပြီးတော့အဲဘာမှပြောရှင်စရာလည်းမကောင်းအကျိုးမြတ်လည်းမဖြစ်ဟုတ်လားဆိုတာမျိုးတွေဖြစ်တတ်တယ်ကိုယ့်ရဲ့တွက်ကိန်းတွေလွဲထက်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကအနေငယ်ကံကျင်းတာကြောင့်သတိတော်ကြီးဆိုင်စေခြင်း ਨੇ ဒီတစ်ပတ်အတွက်ကံကောင်းလက်ရွင်ကဏ္ဍတော့လေးကဏ္ဍဖြစ်ပါတယ်လောက်ရမဲ့ရေရရာသည်ဒီတစ်ပတ်မှာမပါလို့သိလဲဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ လမ်းဘေးမှာရှိတဲ့ခွေးတွေကြောင်လေးတွေကိုအစာကျွေးတာမျိုးလုပ်ရမယ်ပြီးတော့အင်္ဂါတော့သို့မဟုတ်မိမိရဲ့မွေးနံတော့နီးစက်ရစီဒီကိုသွားမယ်မွေးနံတော့သို့မဟုတ်အင်္ဂါတော့မှာဟဲ့လားဇပယ်ရှစ်ကုန်းအမွေးတန်ရှစ်တန်းနော်ဖျောင်းတန်ရှစ်တန်းတောက်တော်ကြီးရှစ်ခွက်အဖြူရောင်ရက်ရှစ်ချောင်းကတ်လို့ပူဇော်ပြီးမှအရေးကြီးတဲ့ကိစ္စတွေကိုလုပ်ပါမဖြစ်မနေရေရာချေဖို့လိုအပ်ပါတယ်ဒါမှသာဒီကံတရားရဲ့ နှိမ့်ချက်ညင်မှန်ထူထောင်ခြင်းကနေလွတ်မြောက်နိုင်ပါလေပဲဖြစ်ပါတယ်အလေးနက်ထားပြီးတော့လှုပ်စေခြင်းပါတယ်ဆန္ဒပြုပါတယ်ဒီဘက်တော့အကျိုးပေးကံကောင်းစေတဲ့အကြောင်းကတော့အပြာရောင်ဖြစ်ပါတယ်ဒါကတော့စနေသားသမီးမိတ်ဆွေများအတွက်ပါ